ူပါမိဘတို့ရေနီးပညာခင်မှာကိုယ့်ရဲ့ကလေးတွေနီးပညာကိုဘယ်လိုအသုံးပြုရမလဲဆိုတာမိဘတို့ဘယ်လိုလဲညွန်မလဲစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုအစားဆုံးကြည့်လိုက်နော်ဒီတစ်ပတ်မှာကျမတို့ကိုဆက်လက်ပြီးတော့ဆွေးနွေးပေးသွားမှာတော့ဆရာစဆင်မြေပဲဖြစ်ပါတယ်ဆရာမင်္ဂလာပါမင်္ဂလာပါဆရာမကျမတို့ဟိုနှီးပညာနဲ့ပတ်သက်ပြီးတော့ဗောနော်ဟိုပြောလာကြတယ်အခုဆိုရင်နှီးပညာခေတ်ဖြစ်တဲ့အတွက်ဘယ်အရာမဆိုဗော ကျမတို့နှိပညာအဖြစ်အသုံးပြလာတာများလာတယ်ဆိုတော့ကျမတို့မွေပြိုးထောင်အောင်ပဲခလေးတွေပေါ့နော်ဆိုတော့သူတို့ကိုလည်းကျမတို့ဒီနှိပညာအသုံးပြမှုကိုမိဘတွေအနေနဲ့ဘယ်လိုလက်ညှိုးပေးသင့်လဲဟုတ်ကဲ့ဆရာမဟုတ် ဒီမေကွန်းအတွက်ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ကျွန်တော်ဒီမေကွန်းကဒီမိဘနဲ့ကလေးတွေကျွန်တော်မိသားစုထဲမှာပေါ့နော်ဒီမှုတိုင်းဝမ်းမှာအင်မတန်အရေးကြီးတဲ့မေကွန်းဖြစ်တယ်ရူးသဖြင့်လမ်းညွှန်မှုဘိုင်းလို့ပြောတဲ့အခါမှာကျွန်တော်တို့ဒီ AI ဒီနီးပညာတစ်ခုဖြစ်တဲ့အတွက်အခုခေတ်နီးပညာရဲ့အထွတ်ထိပ်ကာလဖြစ်တယ်ပေါ့နော်အရင်တော့ Industry 1.0နီးပညာစတင်ထွန်းကားတဲ့အချိန်ရူးသဖြင့်လက်မှုလက်ရာနေဆက်မှုလက်ရာပြောင်းလာတဲ့ခေတ်ကနေစပြီးတော့မှဒီကနေ့ AI Industry 4.0ပေါ့နော်ဒါ version 6ခုမြောက်ဖြစ်သွားပြီ ဒီကနေမှဆက်ပြီးတော့တိုးတက်လာဖို့ပဲရှိတော့တယ်ပေါ့နော်ဒီ AI ကနေတဆင့်နောက်ဆိုရင်ကဘာကြီးကဒီထက် AI ပေါ်အခြေခံပြီးတော့တိဆောက်သွားမယ့်အရာတွေအများကြီးရှိတယ်ဆိုတော့ဒီ AI ကိုတင်ယူမှုအတွက်ပေါ့နော်ကျွန်တော်တို့အသုံးပြုတဲ့အခါမှာအဲကျွန်တော်တို့အထူးသဖြင့်ကလေးတွေပေါ့နော်သူတို့လေ့လာဖို့ ပညာယူဖို့ဒီအတွက်ပဲအသုံးပြုရမှာဖြစ်တယ်သူတို့ဘဝကြီးတစ်ခုလုံးမဟုတ်ဘူးเนาะသူတို့ရဲ့ဘဝကြီးအခြေတစ်ခုမဟုတ်ဘူးလုံးဝကိုဒီမှာပဲအသက်တာကိုဘဝကိုပုံအပ်ထားဖို့မဟုတ်ဘူးပေါ့เนาะအကြောင်းကလေးတွေစူးစမ်းလေ့လာမှုတွေလုပ်တဲ့အခါမှာဒီပြဿနာတွေဖြေရှင်းနိုင်ဖို့ဒီစူးစမ်းလေ့လာစိတ်တွေပို့ပြီး များလာဖို့ပြီးရင်ဖွံ့ဖြိုးသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာတွေးခေါ်ဖွံ့ဖြိုးလာဖို့အတွက်ဒီ AI ကိုအသုံးပြုတဲ့အခါမှာမိဘတွေကအနီးကပ်ကြီးစုပြီးတော့သင်ကြားပေးရမှာဖြစ်တယ်။ဒါတစ်ဖက်မှာလည်းပဲ AI ကိုသူတို့ကိုသုံးဖို့လဲအားပေးဖို့အလိုလိုက်မယ်ပေါ့နော်လိုလိုက်မယ်ဆိုတာက AI ကိုသုံးပြီးတော့စမ်းသပ်ပြီးတော့လေ့လာဖို့တွေပြီးရင်ဖန်တီးမှုတွေလုပ်ဖို့အတွက်မိဘတွေကအနီးကပ်ကြီးစုပြီးတော့အာပြုစုပေးဖို့လိုမယ်အားပေးဖို့လည်းလိုမယ်လို့ကျွန်တော်ယုံကြည်တယ်။ဟုတ်ကဲ့ဒီလိုလမ်းညွန်ပေးတဲ့အခါမှာပေါ့နော်အာ မိဘတွေအနေနဲ့ဒီခုနနီးပညာပေးလိုက်တဲ့အချက်အလက်တွေပေါ့ဟုတ်နော်ဆရာပြောတဲ့အထက်မှာလေဒီအရာပေါ်မှာအလေလာဖို့သူတို့အတွက်အထောက်အကူဖြစ်ဖို့ပေါ့နော်အကုန်လုံးမပုတ်အလိုက်မိစေဖို့နော်ဆိုတော့ဘလို့အနည်းသူတို့ဘလို့အချက်ကလေးတွေနဲ့ကလေးတွေကိုအဒီနီးပညာရဲ့အချက်လက်တွေကိုဟိုဝေဖန်ပိုင်းခြားတတ်ဖို့ပေါ့နော်ဘလို့လမ်းညွှန်ပေးဖို့ရအောင်မလဲဟုတ်ကဲ့ဆရာ အဲပထမဆုံးဒီ AI စနစ်ကိုပေါ့နော်အသုံးပြုတဲ့အခါမှာအဲမားတဲ့အချက်လက်တွေသူအများကြီးပေးနိုင်တယ်ပေါ့နော်သတင်းမားတွေအများကြီးအချက်လက်တွေအများကြီးပါနိုင်တယ်ဆိုတာကိုခလေးကို ပြောပြပေးဖို့လိုတယ်ပြီးအချက်လက်တွေကိုအခြားသောကိုယုံကြည်ရတဲ့အရင်အမြင့်တွေပေါ့နော်အထူးသဖြင့်ကိုအနီးနားမှာရှိတဲ့လူကြီးမိဘဦးလေးတော်တို့နဲ့မေးမြန်းပြီးတော့မှသူ AI ကပြောတဲ့ပေးလာတဲ့အဖြေတွေကိုယုံကြည်ဖို့အတွက်မိဘတွေကတုံသင်ပေးရမယ်ပြီးရင်ဒီ AI ရဲ့ကိုပိုင်အမြင်တွေမှာပေါ့နော်အဲဒါ AI ID အမြဲတမ်းမမှန်ဘူးသူရဲ့ထုတ်လုပ်ပေးတဲ့ကုမ္ပဏီကအသွင်းပေးလိုက်တဲ့ idea တွေအပေါ်မှာအများကြီးအခြေခံတဲ့အတွက် သူပေးလိုက်တဲ့အဖြေတွေဒီကိုလိုချင်တဲ့အရာတွေနဲ့တူချင်မှတူမယ်ကျွန်တော်တို့နိုင်ငံရဲ့ယဉ်ကျေးမှုရ၊ကွဲပြားမှုတွေလည်းအများကြီးရှိနိုင်တယ်ပေါ့ဒါတွေကိုမိဘတွေနဲ့နားလည်အောင်ရှင်းပြပေးဖို့လိုတယ်နောက်ဆုံးအနေနဲ့ဒီမေးခွန်းတွေကိုမေးတက်ဖို့ပေါ့နော်ကျွန်တော်တို့ AI ကို prompt တွေပေးလိုက်တဲ့အခါမှာတိတိကျကျနဲ့ပေါ့နော်ကိုလိုချင်တဲ့အဖြေရရှိအောင်ဟို AI ကိုလည်းပဲအခြားသောဘယ်လိုပြောမလဲဒီ မရင်ကျေးသောစကားတွေပေါ့နော်သူနဲ့သွားမပြောမိအောင်ဒါမျိုးလေးတွေကိုဝေဖန်ပိုင်းခြားတွေးတောနိုင်အောင်ပေါ့နော်မိဘတွေအနေနဲ့လေ့ကျင့်ပြောထောင်ပေးဖို့လိုပါမယ်ဟုတ်ကဲ့ဆိုတော့အခုပေါ့နော်ကျမတို့နီးပညာခေတ်ဖြစ်လာတဲ့အခါမှာပေါ့နော်ခုနလို AI နဲ့အသုံးပြုလာတယ်ပေါ့နော်အာဒီအရာတွေပေါ်မှာကျမတို့ချိန်ညှိဖို့လဲလိုမယ်နဲ့တူတယ်နော်ခုနဆရာပြောတဲ့အတိုင်းဆိုတော့ဒီချိန်ညှိတဲ့အတိုင်းအတာမှာကလေးတွေကျမတို့ဘယ်လိုလေးတွေစနစ်ချပေးမလဲ ဟုတ်ကဲ့ဆရာမဆိုတော့ဒီ AI ကိုအသုံးပြုတဲ့အခါမှာဒီနည်းပညာတခုအသုံးပြုတဲ့အခါမှာကလေးရဲ့အသက်အရွယ်လိုက်ပေါ့နော်ဒီကွန်ပျူတာတွေ audio video tablet phone ဓာတ်တွေပေါ့နော်အသုံးပြုတဲ့အခါမှာအကန့်အသတ်တွေအများကြီးထားထားပေးရမယ်အထူးသဖြင့်ကျွန်တော်မိဘတွေအမိသားစုတွေနဲ့အချိန်ဖြုန်းတာပေါ့နော်အမိဘနဲ့အချိန်များများယူဖို့မိသားစုနဲ့ဒါ physically ပေါ့နော်ကစားတာတွေမိသားရဖွဲ့တာတွေဓာတ်တွေများများလုပ်ဖို့အချိန်သတ်မှတ်ပေးရမယ်ဥပမာကျွန်တော်တို့အထက်ညနေစာဆိုရင်အတူတူစားမယ်ပေါ့နော်စားစားတဲ့အချိန်မှာ ဖုန်းနဲ့မသုံးဘူးစသည်အပြင်မိသားစုတွေနဲ့အဆောက်ကစားမယ်ခရင်ထွက်မယ်ဒီ digital ပစ္စည်းတွေကိုတတ်နိုင်တဲ့လောက် short ချပြီးတော့သုံးဖို့မိပါတွေကပြုလုပ်ပေးဖို့လိုတယ်ပြီးတော့ဒီ AI အသုံးပြုခြင်းထက်စာရင်ပေါ့နော်တခုခုတိဖို့ရရန်အတွက်ဆိုလို့ရှိရင်ကိုယ့်ရဲ့အိမ်မှာရှိသောလူကြီးတွေကိုအမေးဖို့တွေပြီးရင်တို့နဲ့ကစားဖို့အစာဖတ်မလားနော်အမှုပညာတွေလုပ်မလားအမှုပညာတွေဖန်တီးမလားအပြင်မှာပေါ့နော်ဒါတွေကိုလှုပ်ရှားမှုကိုဦးစားပေးတဲ့အရာကိုများများလုပ်ဖို့ရန်အတွက်အားပေးဖို့လိုတယ်တစ်ဖက်မှာလည်းပဲဒီ screen time ကိုပေါ့နော် short ပို့လို့ရယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီ screen ကိုများများသုံးတာနဲ့အမြအထူးသဖြင့်ကလေးတွေရဲ့မျက်လုံးပေါ့နော်။မျက်လုံးအမြင်အာရုံကိုအများကြီးထိခိုက်နိုင်တယ်။အထူးသဖြင့်ဒီ tablet တွေ phone တွေကနေတစင်ထွက်တဲ့ဒီ blue rays တွေပေါ့နော်။ဒီဟာတွေကမျက်လုံးအတွက်အများကြီးထိခိုက်တဲ့အခါမှာကျွန်တော်တို့ phone မှာလည်းပဲတတ်နိုင်ရင်ဖြစ်နိုင်ရင်ကျွန်တော်တို့ eye comfort ဆိုတဲ့ setting လေးလည်းရှိတယ်ပေါ့နော်။ဒါလေးကိုဖွင့်ပြီးသုံးဖို့အလင်းဆိုလည်း အကုန်မတင်ပဲနဲ့ပေါ့နော် short ချပြီးတော့မှလိုသလောက်ပဲထားသုံးဖို့ပေါ့နော်ဒါတွေလုတ်ဖို့လိုတယ်အဘောက်လဲဆိုအခုကလေးတွေကဒီဖုန်း၆ဖြစ်လာတဲ့အဲကျမ်းမာရေးအားနည်းမှုတွေအများကြီးရှိလာတယ်အဲ့ကဲကတိတာတဲ့အရာတစ်ခုကဘာလဲဆိုတော့ memory loss တွေဖြစ်တာပေါ့နော်တခုခုဆိုမမှတ်မိဘူးနော်အကြောင်းအရာတွေမမှတ်နိုင်တော့ဘူးနော်အကြောင်းစာတွေဆိုလို့ရှိရင်လည်းပဲကျွန်တော်ငငယ်တုန်းကဆိုရင်အရှိအကြီးတွေဖတ်ခဲ့ရနော်ပမိုင်းတွေဆိုလို့ရှိရင်၅မျက်နှာ၆မျက်နှာဖတ်တယ်ရနိုင်တယ်အခုဆိုရင်ကျွန်တော်တို့ကိုယ်တိုင်တော့မှအာဒီ AI ကိုသုံးတာများတဲ့အတွက်ဒီနည်းပညာတွေရဲ့ အဆူဂျိုးလိုပဲပြောမလားเนาะအเจ้าကြီးအများကြီးကိုမမှတ်နိုင်တော့ဘူးပေါ့เนาะဒါလည်းတစ်ဖက်မှာဆူဂျိုးအနေနဲ့တော့ဖြစ်သွားတယ်ပေါ့လေဒါပေမဲ့ဒါကိုပြန်ပြီးတော့ကျွန်တော်တို့ balance ဖြစ်အောင်တော့လုပ်ဖို့မိဘတွေနေနဲ့အများကြီးတော်သင်ပေးရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ် သူပါမိဘတို့ရေဒီကနေ့နှီးပညာတိုးတက်နေတဲ့ခေတ်မှာကလေးတွေကိုလည်းနှီးပညာကိုမှန်ကန်တဲ့နှီးလန်းနေတယ်သူတို့တိုးတက်ဖို့အတွက်ကိုအသုံးပြုတတ်ဖို့မိဘတွေကစနစ်တကျလမ်းညွှန်ပေးဖို့ဖြစ်ပါတယ်ဒီနေ့အကြောင်းအရာလေးတွေကိုနောက်တစ်ပတ်မှာထပ်ပြီးတော့မှပုံမှုပြီးတော့ဆွေးနွေးသွားမှာဖြစ်တဲ့အတွက်နောက်တစ်ပတ်မှာလည်းထပ်ပြီးတော့စောင့်ကြည့်ကြအောင်နော်